မဆိုမချင်းမပြောင်းဘူးမမေဆိုပြီးပြောင်းမယ်ဆိုတာနဲ့အနောက်ဆုံးတော့ဆိုပေးရတာအဲ့တော့ဆိုတဲ့အချိန်ညတော့လေသူကအဲ့လိုပြိသက်တွေရှိရဆိုတဲ့လိုလေးအဲ့လိုလေးအဲ့ဒါဆိုလေတားလိုက်ထိုင်လိုက်တော့ဟောနော်ဆိုတော့အဲ့လိုမျိုး ိုင်းလိုက်ငိုပြရတာတို့အဲ့ဒါမျိုးကြာမျိုးအဲ့လိုမသိမလုံဘာလို့လဲဆိုတော့ဟိုကိုက strong ဖြစ်တယ်ဆိုရဲဟာမျိုးဟိုပုံသက်သေကောင်းမပြချင်တယ်ကိုအရင် weak ဖြစ်တဲ့ဟာမျိုးကိုကငိုချင်တော့မတရားပဲငိုလိုက်မယ်အတူတူလိုက်ငိုရဲတို့ဘာလို့ကမကောင်းလားမဟုတ်ကောင်းပါဒါပေမဲ့ကိုကလာတာငိုလိုက်လို့ရှိရင် तू तू တွန်းတာဖြောက်မှာမဟုတ်ဘာမမေရသူ့ကိုလွမ်းပြီးကြံခဲ့တော့မှာဆိုရဲစိတ်ခံစားချက်ကြီးအဲ့လိုပိန်းရအောင်မလုပ်ဘူးတစ်ဖက်ကလေးကိုကွာသွားပြီးတော့အဲ့လိုမျိုး ်သူခံစားသူမမီခံစားနေရမယ်ဆိုတော့ဟာမလို့ဘူး။ตาဟုတ်တယ်ဒါသဘာဝပဲ။မမီကလှုပ်ရှားရှည်ရလုံးမယ်ဆိုတော့သူနောက်ဆုံးမှာဝါတယ်မမီရဲ့ตาပေါ်နေချိန်မှာပတ်စံအများကြီးရှာလာတယ်။မိမကတငယ်ချင်းတွေကိုလည်းချက်ကျွေးပါတယ်။ဒါပေမဲ့ตาသမီးကြတော့အဲ့လိုဘယ်လိုလဲတငယ်ချင်းတွေကိုချက်ကျွေးလို့ကြိုက်တယ်သူတို့ကြိုက်တယ်ဆိုရင်ဝမ်းသာတဲ့ PDP ရတဲ့ခံစားချက်နဲ့ตาသမီးကိုချက်ကျွေးလို့ဟောဝမ်းသာ PDP ရတဲ့ခံစားချက်ကတော့ကွာတာပေါ့နော်။气死了吧！干嘛去？然后就是这么的些。 တားချောက်မျိုးလောက်တာတွေအကုန်လိုက်လောက်တဲ့သဘောပါမြင်းစီးတဲ့အချိန်တော့လည်းမြင်းစီးရဲ့ကောပြိုက်တော့လည်းရိုက်တယ်အသင်းဆိုတော့လည်းသူသင်းဆိုရဲပြီးလို့ရှိရင်အဲ့လိုအမေသင်းဆိုတာလည်းသူအားပေးရပါတော့ဆိုတော့အဲ့လိုနည်းနည်းငယ်သေးရောဟိုပါပေါ့နော်နီးစက်ရအကုန်လောက်တာပေါ့ကြီးရင်တော့လည်းနည်းနည်းတော့ပြောင်းရင်ပြောင်းသွားမှထင်တယ်ဟုတ်တယ်အဲ့တော့ဟိုဦးကြည်သူတို့ဘာကိုတွားကြတော့သူ့ရဲ့ကဇင်ဟိုပါပေါ့ဝမ်ကွဲအမပြုံးပြုံးရသွဲပြန်ရောက်တဲ့အချိန်မှာတွားတွေ့ရတွားတွေ့တော့အမစိုက်မှာချားလူလည်းချင်းဆိုနေအချိန်မှာတွားတစ်ချိန်လုံး request မိမေး ဒါပြိမမေဆိုပေးပါဒါပြိမမေဆိုပေးပါသူဆိုခိုင်းတာတော့တကယ်တော့ကိုသချင်းနေပဲဆိုခိုင်းတာပေါ့နော်ဒါပေမဲ့ TY နဲ့ကိုနေကြတော့လဲကိုသချင်းနေကြတော့အစ်မပြေတော့ဘူးလေအဲ့ဒါနဲ့ပဲတကယ်အမှားကြတော့ပြင်သူဆိုလို့မရအောင်လေဆိုတော့မျိုးအားနာတယ်အဲတို့ပဲမဲ့လေတို့ကူညီရဲ့ခါကြတော့စိုးခွင့်ရသွားတာပေါ့အဲတို့ကတောက်လျှောက်မစိုးမချင်းမပြောင်းဘူးမမေစိုးပြီးပြောင်းမယ်ဆိုတာနဲ့အဲနောက်ဆုံးတော့စိုးပေးရတာအဲစိုးတဲ့အချိန်ကျတော့လေ तू အဲ့လိုပြိတ္တတွေရှိရဆိုတဲ့လိုလေးအဲ့လိုလေး ဆိုတော့တားလိုက်ထိုင်လိုက်တော့ဟောနော်ဆိုတော့အဲ့လိုမျိုးအဲ့လိုမျိုးဆိုတော့သူအဓိကသူတောင်းဆိုလို့ဆိုဆိုရတာပါအဲ့အဲ့ကလည်း1964ပါအားလို့အကုန်လုံးလည်းကျေးဇူးတင်ပါတယ်ဘာဆိုတော့မျိုးကအဲ့လိုကြဟိုအသက်မရှိသလိုဖြစ်မှာလဲဆိုလို့လည်းဟောဆိုဖို့စီစဉ်ရှိလားဆိုတော့ အဲအဲ့လိုမျိုးဆိုတာတကယ်တော့ practice ရတာကောင်းတယ်ပေါ့နော်ဆိုတော့အချိန်နေအချိန်ကာရအကျိုးအကြောင်းစီလျော်ရဲဆိုတော့အဲ့လိုမျိုးလေ့ကျင့်တာမျိုးတော့သွားဆိုဖြစ်ကောင်းဆိုဖြစ်မှာပါဟုတ်ပြန်ကန်ဒီမှာတညာလုံးကိုဒီမနေ့ကလည်းဟုတ်တာမဟုတ်ဖုတ်ဖက်ခါပြီးထားတော့ဟာဆိုအဲ့လိုလေ drama zone ထဲမှာနေနေကြဆိုတော့တောက်ကြတယ်လေမြေမဲ့လို့ တောက်ကြရဲရမ်းများတဲ့နေရာနေရတာကွာတိလာအဲ့လိုတောက်ကြရဲအများကြီးဝန်းရံပြီးတော့မှကိုကတယောက်တည်းလို့ထီထီနေရတဲ့ခါကျတော့အဲ့တောက်ကြရဲဒူရမောင်တအားယိုးနေပြီအဲ့လိုပေါ့ငိုယိုးပြီးတော့အသေးကွဲတဲ့ပုံစံနေလုတ်ပြပြီးလဲပြီးတော့မနေ့ကျတော့ဖုတ်ဖက်ခါပြီးထားသွားအဲ့ဆိုနေတတ်ပါတယ်ဘာဆိုမိဘဖြစ်လာတဲ့ခါကျတော့လို့အာသားသမီးဖြစ်ချင်တာကိုအကောင်းဆုံးပံ့ပိုးပေးရမှာကျတော့ဟိုမိဘပဲလေနောက်တစ်ခုကကျတော့သူတို့ငိုတိုင်းလိုက်ငိုပြရတာတို့အဲ့ဒါမျိုးကျတော့မျိုးအဲ့လိုမသိမလုံဘာလို့လဲဆိုတော့ကိုက strong ဖြစ်တယ်ဆိုရဲဟာမျိုး ဟိုပုံသက်တွေကောင်းမပြရချင်တယ်ကိုအရင် week ဖြစ်တဲ့ဟာမျိုးကိုကငိုချင်တော့မကြောက်ထွက်ပဲငိုလိုက်မယ်အတူတူလိုက်ငိုရဲလို့ဘာလို့ကမကောင်းလားမဟုတ်ကောင်းပါဒါပေမဲ့ကိုကလာတာငိုလိုက်လို့ရှိရင် तू तू သွားတာဖြောင်းမှာမဟုတ်ဘာမမေရာသူ့ကိုလွမ်းပြီးကြံခဲ့တော့မှာဆိုတော့စိတ်ခံစားချက်ကြီးအဲ့လိုပိန်းရအောင်မလုပ်ဘူးတစ်ဖက်ကလေးကိုကွာသွားပြီးတော့အဲ့လိုမျိုးသူခန်းစားသူမမီခန်းစားနေရမယ်ဆိုတော့ဟာမလုပ်ဘူးတားဟုတ်တယ်ဒါသဘာဝပဲမမီကလုတ်ရှာရှာလုပ်မယ်ဆိုတော့သူနောက်ဆုံးမှာသွားတယ်မမီရဲ့တား သွားနေတဲ့အချိန်မှာပတ်စံအများကြီးရှာလာတယ်။မမရဲ့ဘာဆိုအဲ့ဒါလည်းမျိုးပြောထားသလိုတာသွားတဲ့အချိန်မှာမမေအများကြီးပတ်စံအများကြီးရှာလာမယ်။တားနဲ့မမေနဲ့အဲ့လိုပေါ့အရင်လိုတူတူပြန်နေဖို့မမေပို့စူးစားမယ်ပေါ့နော်။ဆိုတော့နောက်နေ့ကျလို့ရှင်အတူတူပြန်နေနိုင်အောင်မမေစူးစားမယ်။မမေဒီမှာအိမ်ဝယ်မယ်၊ဘာဝယ်မယ်ပေါ့နော်။အဲ့လိုကြီးတားအတွက်အကောင်းဆုံးပြင်ဆင်ထားပေးမယ်ပေါ့ဆိုတော့သူ့ကိုဂရိပေးတဲ့အတိုင်းလည်းကိုလည်းစူးစားရတာပေါ့။အဓိကကတော့မမေကချက်ပြုတ်ရတာဝါကနာပါတယ်။ပြီးတော့အဲ့လိုပဲပေါ့။မျိုးရင်တော့ပြောဘူးသူလိုမျိုးတော့တကယ်ညအင်ရှင်မ ဖြစ်ချင်တာလေနော်ဆိုတော့ဒါအကျိုးချောင်းချို့ဟာမစီကြတော့မဖြစ်ခဲ့အောင်ဆိုတော့ဟိုသားသမီးကြတော့လည်းဟိုချက်ကျွေးရတာပူပျော်တာပေါ့နှင်းချက်ရလည်းဝါသနာပါတယ်ပြီးတော့သူတသေးလေးတသေးလုံးနေရာအစားမျိုးကသူ့အတွက်ဟိုချက်ပြုတ်အနီးအနီးနေရာအစားကိုယ့်ဘဝကိုရှော်တာလေဆိုတဲ့ခါကျတော့သားအတွက်ကအရင်တုန်းကလည်းကိုယ့်ဘဝကိုလုပ်ပေးရလူတွေကဟိုမျိုးဘယ်လိုထင်လဲဆိုတော့အဲ့လိုကလေးတင်းခေါ်ထားတယ်ကလေးတင်းရပဲလုပ်ပေးတယ်အဲ့လိုမဟုတ်ဘူးမျိုးသားဆဆဟွာဖြစ်တယ်ကအဲ့လိုတူနာပြူတော့ခေါ်ထားတယ်အဲတူနာပြူကကလေးကိုရေချိုးတာကြည့်ရဲ့ အပြည့်လို့ရှင်တော့ကြာမျိုးချိုးပြီပဲမချိုးဘူးသူနာပြုတ်ကကိုယ့်ထက်ကျွမ်းကျင်တယ်ကွာဒါမှမဟုတ်လေကိုယ်ကစိတ်မချဘူးကိုယ်ပဲလုပ်တာအစလာရာကိုယ်ပဲလုပ်ပေးတာအဲ့တော့တားအခုအခုချိန်ထိမမေရချိုးပေးတာအကောင်းဆုံးမမေသမင်းကျွေးတာအကောင်းဆုံးမမေချော့သိက်တာအကောင်းဆုံးမမေရအကောင်းဆုံးမမေချက်တာအကောင်းဆုံးပေါ့ဆိုတာအဲ့ဒါအဲ့လိုမျိုးမမေလုပ်ပေးတာအကောင်းဆုံးဆိုတဲ့ဇာတ်ရည်ကမမေကအစားတည်းကလုပ်ပေးခဲ့မမေသာမလုပ်ပေးခင်သူကလည်းသိမှာမဟုတ်ဘူးလေဆိုတော့မျိုးကလည်းကိုယ်တိုင်လုပ်ပေးရတာဝါသနာပါတယ်ပြီးရခါကျတော့ကိုချက်ကျွေးတာကကိုယ်သားလေးကကြိုက်တယ်ဆိုတော့ဟိုပို့ပြောတာပေါ့ အဲ့လိုချင်းဖက်သေးပါဦးကိုရဲ့မဟုတ်ဘူးဒီမှာဟလာကန်ကြီးလိုအမှချင်းရဲ့ဟလာဆူဆတ်ဟောဟဲ့ပြောတာပေါ့စိတ်ချမ်းသာရဲအဓိကကတော့ဟိုဘယ်လိုခေါ်ပြလဲမြို့ကကြတငယ်ချင်းတွေကိုလည်းချက်ကျွေးပါတယ်ဒါပေမဲ့တာသမီးကြတော့အဲ့လိုဘယ်လိုခေါ်တငယ်ချင်းတွေကိုချက်ကျွေးလို့ကြိုက်တယ်သူတို့ကြိုက်တယ်ဆိုရင်ဝမ်းသာတဲ့ PDP ရတဲ့ခန်းစားချက်နဲ့တာသမီးကိုချက်ကျွေးလို့ဟောဝမ်းသာ PDP ရတဲ့ခန်းစားချက်ကတော့ကွာတာပေါ့နော်ချစ်စီလည်းပါတယ်ကောင်းပါရှင့် ်စစ်တပ်ပါလေရှင်အဲ့ဒါကတော့တချို့ဟာဒီမှာ behind the scene ပြင်တင်ပေးပါလို့မှာသွားရပေါ့။နောက်ပြီးသူ့ရဲ့ TikTok နဲ့ YouTube channel ကို follow လုပ်ပေးပါဆိုပြီးတော့လည်းသူကလည်းမှာသွားသေးတာ။ပြီးရခါကျအမှသူကအဲ့ OnePlus skin ဆွဲရပါလားမသိဘူး TikTok နားမလဲ။အလန်းချောင်းနေဆွဲပြီးတော့သူကသူ creation လုပ်ပြီးတော့မှသူ့ရဲ့ TikTok မှာလည်းသူတင်နေပေါ့နော်။ဆိုတော့အဲ့လိုမျိုးဆိုတော့သူလည်းသွားပြီးအပ်ပေးလိုက်ကြပါအောင်လို့ပါ။သူကမမေးရဲ့ပရိသတ်ကပို့ပြန်မဟုတ်ဘူးအမမေးပရိသတ်မဟုတ်ပါဘူးလို့တားလိုက်ရဲ့ပရိသတ်ကမမေးစမှာလာကြည့်ရပါတော့။ဆိုတော့အဲ့လိုမျိုး ဒါလေးအသားကိုလည်းအပြေးလိုက်ကြပါအောင်။ तू ကတော့တင်ပါ။ तू ကကိုတင်စိန်တင်တင်နိုင်လုံးဝကြီးတယ်။ तू ကဒါဆိုအရင်ဆွဲတယ်အဲ့ဟာတွေဆွဲပြီးလို့ရှင် तू ကတင်လာဆို။ကွာတော့အဓိကကကြတော့မျိုး ဖန်ထက်တားဟိုတားဟိုချစ်တဲ့သူတွေပုံများရလေနော်ဆိုတဲ့ခါကျတားနဲ့တင်တဲ့ခါကျရင်တော့ပုံများတာပေါ့အဲ့ဒါလည်းသူပဲဒရိုက်တာသူပဲဇညွန်အဲ့မှာကိုကဝင်သေးဥဆောင်ပေးရတာအဲဘယ်ချိန်မှာဘာလို့ဘူးသူကစတဲ့ထိုင်ပြီးလို့ရှိရင်အဲမျိုးညမရဲ့တတရဲ့မျိုးရမှာထိုင်နေသူကအဲ့လိုပေါ့အဲဘယ်နှကြိုင်ဘာလို့ဘယ်နှကြိုင်ဘာလို့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးကိုကအကုန်လိုက်လို့ပါဆိုတော့သူ့ရဲ့အတွေးအတွေးလေးနဲ့သူရိုက်တဲ့ဟာလေးတွေအကုန်လုံးပေါ့သူ့ကိုချစ်တဲ့သူတွေကအာအပေးရဲ့လူပုံများပါတယ်မျိုးကကျတော့တိတ်ပြီးတော့ အဲ့လောက်လဲသူ့လောက်လဲဖန်မတောက်ဘူးပေါ့နော်ပြောရမယ်ဆိုရင်တော့အဲသူ့နဲ့တင်တာပုံများပါပေါ့ဟုတ်လားလာပြီလေ96လားကြီးလာပြီလာပြီမင်းမင်းပြေးတယ်ဒါလို့လေဟိုဝိမာ哦အကူမလား哦မသိဘူးလေတက်မဲ့တက်မဲ့အပြင်အထဲနေ哦ဒီတကားတစ်မျိုးဒီလို哦အပြင်ကနေအပြင်ကနေတက်မဲ့ဒီနံပါတ်ကားနဲ့တကယ်အတိုင်းလीလားအဲတက်မဲ့တက်မဲ့ ကိုမချောက်ဂိတ်တီစီမှာဂိတ်ဆုံးလားဟုတ်တယ်ဂိတ်ဆုံးတီကားဂိတ်တီအော်အဲအဲစီဗီလာကျွန်တော်ပြောလိုက်အဲအဲ့ဆိုစီဗီထားလိုက်တော့မယ်လော်ကားတက်လာပြီကိုပြီဟာကိုပြီလားစိတ်ဝင်စားတယ်သူကသူစိတ်ဝင်စားတာကားတွေလေရင်တွေအာယထားတွေစိတ်ဝင်စားတယ်ပြီးတော့တည်င်းတွေ နိုင်ငံတကာသတင်းတွေစိတ်ဝင်စားရဲဆိုရင်တခါကြလို့ရှိရင်အဲ့လိုပေါ့လင်းကြီးတစ်ခုပါဖြစ်သွားပြီဆိုတော့ဒါဆိုတော့တော်တော်သိပြီးသွားရင်သူကြည့်ပြီးသွားရဲအဲ့လိုမျိုး messenger မှာလည်းသူကမျိုးအမြင်နဲ့ပို့တယ်ဘယ်သတင်းပါညာဆိုတော့ဒီခါကျရင်မေးဘေးချင်းကက်ရှင်းရပြီးတော့သတင်းတွေကိုပို့လေးရဆိုတော့သတင်းတွေကိုစိတ်ဝင်စားရဲလင်းကြီးနေကားတွေရထားတွေကိုသူစိတ်ဝင်စားသူကကိုယ့်ထက်အရင်သိတာသိပြီးလို့ရှိရင်အဲ့ရအကုန်လုံးသူသူပြန်ပြောပြတာပေါ့နော်ကိုကအမြင်နောက်ကြထောက်ရတော့ကြကိုလည်းကိုလုံးနဲ့ကိုတခုရယ်နောက်တစ်ခါကျတော့ မျိုးကတော့တည်င်းမျိုးစိတ်မဝင်စားရတာမဟုတ်ဘောနော်အသက်အရွယ်တစ်ခုရလာတဲ့အချိန်မှာကိုယ့်ဟာကို stress တွေအများရအဲ့ stress တွေကိုတတ်တာအောင်လို့နီးရှာရတာဘောနော်ဆိုတော့မျိုးမျိုးများသောအဖြစ် TikTok တွေ Facebook တွေမှာမျိုးကကြတော့အရင်အဲ့လိုစိတ်ညစ်စရာတွေအတော့ကတွေပူလောင်ဟာတွေမျိုးတင်လို့မရှိဘူးပြီးလို့ရှိရင်သူများကိုငော့ရတာတွေ against လောက်တာတွေမတင်ဘူးဘာလို့ဆိုတော့ဘာကြောင့်မတင်ဘူးလဲဆိုတော့စိတ်မရှိတော့မို့ရှိရောရှိရပေါ့အပူမမျှခြင်းဟိုအပျော်စရာလေးတွေဟာတာလေးတွေအဲပြီးသင်းစော်တာလေးတွေပဲမျိုးတင်တယ် တကယ်တမ်းကျတော့ကို့မှာလည်းအိမ်အောင်စီးတယောက်ဖြစ်တဲ့အတွက်ပူပင်တော့ကရအများကြီးရှိရပါတော့။ဘာလို့ဆိုလူတိုင်းကအပူတွေရှိတဲ့အခါကျတော့ကို့အပူသူတို့သွားပြောလိုက်လို့ဟိုသူတို့လည်းထပ်ပူလာမှာပဲရှိရတယ်နော်။ဆိုတဲ့အခါကျတော့အဲ့လို Facebook တွေဒီဟွာတွေမှာလည်းနည်းအဲ့လိုပူလောင်ရတာပင်ပန်းရတဲ့ဟာတွေတိတ်ပြောလည်းမကြည့်ဘူး။အဲပြီးရခါကျတော့အဲ toxic ဖြစ်တဲ့လူတွေသတင်းတွေကိုလည်းနည်းနည်းရှောင်တယ် ဒါဆိုအကုန်လုံးကဘဝမှာပုံမှန်ရက်တည်ရတဲ့ဟာမှာဟိုခက်ခဲကြတာ哦နောက်တစ်ခါကျဘယ်ယာတွေဘာဖြစ်မလဲဆိုအားလုံးကကြိုမမြင်နိုင်ဘူးပေါ့နော်ဟိုလင်းရလို့ဟိုစိတ်ကြောင်းသားတွေတည်တယ်လို့မျိုးပေါ့ဘာမှမဆိုင်ဘူးလေနော်အဲ့ဒီခါကျတော့ဒါကိုလည်းကြိုတင်တွေးပြီးတော့ငါတို့အဲ့လိုဖြစ်မှလားလို့တွေးပြီးပူပန်ရင်လည်းအဲ့တော့ကထက်ရမှာပဲအဲ့တော့ဘယ်ချိန်မှဘာဖြစ်မယ်မသိရဟာတွေကိုပူလောင်မနေဘဲနဲ့တော့လက်ရှိဖြစ်နေတဲ့အတိုင်းလေးကိုပဲအကောင်းဆုံးစူးစမ်းပြီးတော့အဲ့လိုစိတ်စိတ်အေးအေးချမ်းချမ်းလေးနဲ့ပဲဖြတ်သန်းတာ ်တသားကိုချစ်ပြီးတော့မှမျိုးအားပေးတဲ့တည်းလဲကျေးဇူးတင်ပါတယ်အချို့ပြိသက်တွေလည်းရှိပါတယ်တသားကအားပေးတာကိုယ်လာပြောတာတသားကပဲအားပေးရမျိုးအားမပေးဘူးဆိုတာပြိသက်တွေကိုလည်းကျေးဇူးတင်ပါတယ်လို့အခုမကြခင်မှာလဲဒီအအစိတ်ဆိုရရှင်ကာကြီးရုံတင်တော့မှမဟုတ်လို့အားပေးကြပါအောင်လို့နောက်ပြီးတော့လဲတခြားဟာတကားလေးလည်းဒီတစ်ထဲမှာရုံတင်မှုရှိပါတယ်အားပေးကြပါအောင်လို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်လို့အားလုံးတက်ရှိကြမှာစိတ်ချမ်းသာလို့ဆန္ဒပြဆိုကြပါစေ